မင်္ဂလာပါမလ30ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရဲထုံးနဲ့တင်ဆက်ပေးပါမယ်ဒီကနေ့ညနေခင်းသတင်းတွေမှာတော့အင်အားပြင်းငလင်ကြောင့်စကိုင်းမြို့မှာတေဆုံးသူ200ကျော်ရှိလာပြီပိမိနေသူများစွာကြံရှိနေသေးတဲ့သတင်းအိန္ဒိယတရုတ်ဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့ကရောက်ရှိလာတဲ့ရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ခဲ့တဲ့သတင်း ရစ်တာစကေ9.9ငလင်ရဲ့နောက်ဆက်တွဲငလင်28ကြိမ်လှုပ်ခတ်ခဲ့တဲ့သတင်းနဲ့ငလင်ကြောင့်အကွယ်လွန်ပြီလို့ယူဆခဲ့တဲ့ဒုက္ခဒိုင်းမွန်စိန်တိုင်းပိုင်ရှင်ရဲ့အတန်ကိုကြားရပြီးကေဇယ်နိုင်ရေးလှုပ်ဆောင်နေတဲ့သတင်းအဆရှိရဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတပုံနေနဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းမြို့မှာတေဆုံးသူ200ကျော်ရှိလာပြီးပိတ်မိနေသူများစွာကြန့်ရှိနေသေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းမြို့မှာ သေဆုံးသူ200ကျော်ရှိလာပြီးပိတ်မိနေသူများစွာကျန်ရှိနေသေးတယ်လို့မြို့ကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။လက်ရှိမှာပြိုကျနေတဲ့အဆောက်အုံတွေအောက်မှာဖေရှားထုတ်ယူနိုင်ခြင်းမရှိသေးတဲ့ဖြစ်စဉ်များစွာကျန်ရှိနေသေးတယ်လို့မြို့ကန်တွေကပြောပါရယ်။ကျွန်တော်တို့အရင်ပင်ပန်းနေပါပြီ။ ဒါပေမဲ့အများအပူဝိုင်းကိုရင်ထမင်းပဲနေမှမသိစကိုင်း183ရောက်တကြိုပြီးပါပြီလို့လူမှုကွန်ရက်ရဲ့အသင်းတစ်ခုကတောင်ဝင်ရှိသူတို့ကမလ29ရက်နေ့ညနေပိုင်းကလူမှုကွန်ရက်မှာရေးသားထားပါတယ်။လက်ရှိမှာပြိုကျနေတဲ့အဆောက်အုံတွေအောက်မှာဖေရှားထုတ်ယူနိုင်ခြင်းမရှိသေးတဲ့ဖြစ်စဉ်များစွာကြန့်ရှိနေသေးကြောင်းမြို့ကန်တွေကပြောပါတယ်။မင်းလန်းပလီ၃ခုမှာပြိမိနေတဲ့ဝိပုစုတောင်းသူတွေအနက်ဓာတ်ပေါ်ရီ40ကျော်50ခန်းကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပြီးဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါတယ်။ညနေ9နာရီကမောင်လေးဓာတ်ပေါ်ရီထွက်လာပါတယ်။ အလားအမိတ်ခံသွားပါပြီ။အပါမောင်လေးနဲ့အတော်နှစ်ယောက်အပါတယောက်ကလွဲလို့ကျန်တဲ့သူတွေကပလီသွားကြရင်ဖြစ်တာပါ။အခုထိအတော်တယောက်ကဓာတ်ပေါ်ရီထွက်မလာသေးပါဘူး။ရှင်တွေကွဲရတယ်ဆိုတာထက်ပိုပါတယ်။သူတို့ကတော့တစုတဝေးတဲ့အလားထံပြန်ကြကောင်းမွန်တဲ့နေရာမှာပြောနေကြတော့မယ်။ကျန်ခဲ့တဲ့သူတွေကရှင်တွေကွဲရတယ်။မောင်လေးပြိမိနေတာစောင့်နေရင်ဓာတ်ပေါ်ရီတစ်ခုထွက်လာတိုင်းဖက်ဖက်ငိုကြရတယ်။အကုန်လုံးက၅ယောက်ပါတဲ့သူ၊၄ယောက်ပါတဲ့သူ၊၂ယောက်ပါတဲ့သူနဲ့အတူတူရင်နာဖက်ငိုနေရတယ်လို့ ဗလီပြိုကျမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသားစုဝင်တို့ကရေးသားထားပါတယ်။ဖုန်းဆိုင်တဆန်ကဆိုဝန်ထမ်းတွေနဲ့ပိုင်ရှင်တွေအကုန်လွတ်တယ်ဆိုပြီးနေနေတာအနမ်းထွက်လာလို့လိုက်ရှင်းတော့ကစတမာနှစ်ယောက်ရဲ့ဓာတ်ပေါ်တွေထွက်လာတယ်လို့မြို့ကန်တို့ကပြောပါတယ်။အဲ့လိုပဲကိုပိုင်ကျောင်းတစ်ကျောင်းပြိုကျတဲ့ဖြစ်စဉ်မှာလည်းခလေးချောက်ဝအပောင်းဝင်ဆက်တဦးသေဆုံးခဲ့ပြီးအခုအချိန်ထိဓာတ်ပေါ်တွေထွက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ ။စကိုင်းမြို့မှာပြိုကျတဲ့အဆောက်အုံတွေအောက်မှာပိတ်မိနေသူတွေကစည်ရန်တရားအခက်အခဲကြောင့်အခုချိန်ထိဖယ်ရှားထုတ်ယူနိုင်ခြင်းမရှိသေးတဲ့ဖြစ်စဉ်များစွာကြန့်ရှိနေဆဲဖြစ်ပါတယ်။လက်ရှိမှာစကိုင်းမြို့မှာလမ်းပန်းဆက်သွယ်ရေး၊သွားလာရေးခက်ခဲမှုစားတောက်နေထိုင်မှုနဲ့အချိန်ကြာလာတာနဲ့အမျှတောက်သုံးရေကအစအခက်ခဲတွေရှိလာနေတယ်လို့မြို့ကန်တွေကပြောပါရယ်။ဆက်လက်ပြီးအိန္ဒိယတရုတ်ဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့ကနေရောက်ရှိလာတဲ့ရှာဖွေကေဆိုင်ရေးအဖွဲ့ဝင်တွေ မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယတရုတ်ဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့ကရောက်ရှိလာတဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒီနေ့မလ30ရက်နေ့မနက်9နာရီကစတင်ဆောင်ရွက်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ အိန္ဒိယနိုင်ငံကရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာမိသက်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်35ဦးနဲ့အတူမန္တလေးတိုင်းဒေသကြီးအတွင်းငလျင်လှုပ်ခတ်မှုကြောင့်88လမ်းမှာရှိတဲ့ Grey Wall Hotel အဆောက်အဦပြိုကျပျက်စီးတဲ့နေရာမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဒီကနေ့မနက်9:00နာရီမှာစတင်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။ ဆက်လက်ပြီးတရုတ်ပြည်သူသမ္မတနိုင်ငံကကိုညိကေစရေးအဖွဲ့ဝင်တွေဟာမိသက်ဦးစီးဌာနကရှောက်ဖွေကေစရေးတပ်ဖွဲ့ဝင်90နဲ့အတူမန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒိုအဆောက်အဦပြိုကျပျက်စီးတဲ့နေရာမှာဒီကနေ့မနက်9နာရီကစတင်ပြီးကိုညိကေစရေးလုပ်ငန်းတွေစတင်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။ဒါပြင်စင်ကုန်းနိုင်ငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SCDF ကအဖွဲ့ဝင်80ပါဝင်တဲ့ Operation Lionheart အဖွဲ့ကအဖွဲ့ဝင်တွေဟာ မိသက်ဦးစီးဌာနကရှောက်ဖေးကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူနေပြည်တော်စပူတီရီမြို့နယ်တပြည့်ကုန်းရက်ကွက်တစ္ဆာနှင့်လမ်းမရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့အဆောက်အအုံမှာပိတ်မိနေတဲ့အသက်ရှင်လျက်ရှိနေသူတဦးကိုကယ်ထုတ်နိုင်ရေးကုညီကယ်ဆယ်ဆောင်ရွက်ခဲ့ရာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်မလ30ရက်မနက်9နာရီကစတင်ပြီးမန္တလေးတိုင်းဒေသကြီးအတွင်းငလင်းလှုပ်ခတ်မှုကြောင့်ဦးလသိန်းသာသနာ့ဘိမှန်အဆောက်အဦပြိုကျပျက်စီးရာနေရာမှာ မိသက်ဦးစီးဌာနကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်55ဦးတို့ဟာဟောင်ကောင်ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူကုညီကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ထပ်မံမီ Ristar Scale ခုနှစ်သမခုနှစ်ငလင်ရဲ့နောက်ဆက်တွဲငလင်28ကြိမ်လှုပ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။ Ristar Scale ခုနှစ်သမခုနှစ်ရှိတဲ့ငလင်ရဲ့နောက်ဆက်တွဲငလင်28ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဆလာဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါဗျ။ မလ28ရက်ကအင်အားအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်12ကြိမ်မလ29ရက်မှာနောက်ဆက်တွဲငလျင်10ကြိမ်မလ30ရက်မနက်အစောပိုင်းကစပြီးမနက်9:40မိနစ်အထိငလျင်4ကြိမ်လှုပ်ခတ်ခဲ့ပြီး3ရက်အတွင်းငလျင်လှုပ်ခတ်မှု28ကြိမ်ရှိပြီးဖြစ်ကြောင်းမိုးစလရဲ့ထုတ်ပြန်မှုအရသိရပါတယ်ရန်ကုန်မြို့မှာရှိတဲ့မြို့နယ်အများစုမှာမလ29ရက်ကငလျင်လှုပ်ခတ်မှာကိုစိုးရိမ်မှုကြောင့်အထက်မြေတိုက်ခန်းတွေမှာနေထိုင်တဲ့မြို့ကအများစုဟာလမ်းမတွေပေါ်မှာဆင်းနေခဲ့ကြပါတယ် နောက်ဆုံးသတင်းတော်အနေနဲ့ငလင်ကျောက်ကွယ်လွန်ပြီလို့ယူဆထားခဲ့တဲ့ဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်ရဲ့အတန်ကိုကြားရပြီးကေဇယ်နိုင်ရေးလှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါငလင်ကျောက်ကွယ်လွန်ပြီလို့ယူဆခဲ့တဲ့ဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်ရဲ့အတန်ကိုကြားရပြီးကေဇယ်နိုင်ရေးလှုပ်ဆောင်နေတယ်လို့ဒုက္ခဒိုင်မွန်စိန်တိုက်ကသတင်းထုတ်ပြန်ပါတယ်တရင်ကောင်းလေးပြောပြရစီမေမိုးအတန်ကိုကြားရပါပြီထုတ်တန်းတွေကြောင့်အခုချိန်ထိတော့ပြန်လည်ထွက်ရှိနိုင်မှုစူးစမ်းနေပါတယ်လို့ဒုက္ခဒိုင်မွန်စိန်တက်ကသတင်းထုတ်ပြန်ပါတယ် ဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်ဟာတိရိသူဓမတင်ကီဒေါ်မိုးတီရာရွှေဖြစ်ပြီးစကိုင်းဗီလာကွန်ဒိုပြိုကျမှုမှာပါဝင်ခဲ့တယ်လို့သိရပါဗျ။မန္တလေးတိုင်းဒေသကြီးအတွင်းငလင်လှုပ်ခတ်မှုကြောင့်စကိုင်းဗီလာအဆောက်အဦပြိုကျပျက်စီးတဲ့နေရာကိုမလ30ရက်ကစတင်ပြီးတရုတ်နိုင်ငံကရှောက်ဖွေကေဆေးရေးအဖွဲ့ရင်းနဲ့အတူမိသက်ဦးစီးဌာနကရှောက်ဖွေကေဆေးရေးတပ်ဖွဲ့ဝင်90ရူဟာကုညီကေဆေးရေးလုပ်ငန်းတွေစတင်ဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ မလ30ရက်ညနေ4:00နာရီညနေခင်းသတင်းတွေကိုတိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူဝဲတင်ရှိပါတယ်ရှင်